မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီဒီ YouTube channel ကိုအမြဲတမ်း update ရှိနေတာနဲ့ message နဲ့အားလုံးအတွက်ပို့နေတယ်ကျွန်တော်အနေနဲ့နော်အကောင်းဆုံးလေးတွေဖြစ်မယ်ဘောနော် password ကလေးတွေမိနိုင်အောင်လို့တော့ကျွန်တော်ဖက်ကလေးတွေမလျော်တော့ဘောနော်စူးစမ်းမှုလေးနဲ့အမြဲတမ်းစူးစမ်းပြီးတော့တင်ပေးလာတာဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဆိုရင်ဗုဒ္ဓဘုရားကိုရောက်ရှိလို့လာပါပြီ။အဲ့တော့ဗုဒ္ဓဘုရားတဲ့လေတဲ့ကစားရမယ့်ဆန္ဒနာ10မိနစ်အတွက်တဲ့ထိုးပွဲရဲ့၄နိုင်ခွတ်အတွက်တဲ့ထိုးပွဲရဲ့ဆိုပြီးတော့မိတ်ဆွေတို့အားလုံးကို ပြပြလေးတော့ပါအောင်မယ်ခင်ဗျာအဲ့တော့ကျွန်တော်ကြောက်ဆိုင်လေးနဲ့လည်းမျိုးစီကိုအလုံးကိုပောက်ဖို့မှန်ဖို့ပေါ့နော်ညာပောက်ဖို့ပြီးမျိုးစီကိုအတွက်ကိုလည်းအကောင်းဆုံးမျှော်လင့်ပါတယ်ခင်ဗျာအဲ့တော့မျှော်လင့်ပြီးအများကြီးလည်းပုံစံမျိုးအလုံးပောက်ကွက်ပြကြပါစေလို့အရင်ဆုံးဆုမောင်းတောင်းပေးပါတယ်အဲ့တော့ကျွန်တော်ကကြောက်ဆိုင်လေးကိုစပြီးတော့ပြပေးပါမယ်ကျွန်တော်ကကြောက်ဆိုင်အတော်လာပြီးဒီမှာရှိနေတဲ့၈၉၃ညဒီတုံးလုံးပေါင်းခြင်းပါခင်ဗျာဒီတုံးလုံးပေါင်းခြင်းပြီးခွန်ခွန်ပါပါပြီးနှဲခွန်နှစ်၃ညဆိုရဲထိပ်စီတိုင်းပါ အဲ့ဒီခွန်နှစ်လုံးရထိတ်စီတိုင်းနဲ့လည်းပဲနှစ်6ဆိုတော့နှစ်တလုံးထိတ်စီတိုင်းဆွဲတယ်။ပြီးရင်နောက်ထပ်တစ်ပင်ခွန်9 3အပေါင်းမှာဆိုရင်နှစ်ခွန်4ဆိုတဲ့ထိတ်ကိုရမယ်။ဒီနှစ်ခွန်4ထိတ်စီကလည်းပဲခွန်8ဆိုတော့ခွန်တလုံးထိတ်စီဆက်ရဆိုပြီးတော့နှံခဲ့တာပါခင်ဗျာ။ပြီးရင်နောက်ထပ်တစ်ပင်ကတော့နှစ်နှစ်6အပေါင်းရင်းပြီး3ည3ညပါပါပြီးညလုံးဝနောက်ထပ်ဒီခွန်နဲ့3ည5ခွန်ထိတ်စီတိုင်းဆိုပြီးတော့လည်းကျွန်တော်တို့ရဲ့ဒီပေါ့နော် မန်ဒေါ်တောင်းနေမနက်ခင်းစမ်းလာတဲ့နေ့ရဲ့ထိတ်စီလိုက်နေရမှာစင်လာရမယ်ထိတ်စီ၃လုံးပေါ့ဗျာအဲ့တော့ပြီးရင်နောက်ပိုင်းတိုင်းလေးဆက်ကြည့်ပါမယ်နောက်ပိုင်းတိုင်းအရင်ကတော့ဒီမှာရှိနေတဲ့ခုံ၅ရက်လေးပေါင်းပါမယ်ပေါင်းတဲ့အခါမှာဆိုရင်၁6 8ဆိုတဲ့အပိတ်ကိုဝင်နေဗျာအဲ့ဒီ၁6 8အပိတ်ကနေလေ၂6လို့ခေါ်တာဒီလိုပဲကြောင့်မို့လို့၆တလုံးအပိတ်ဆွဲလာပြီးတော့ဒီထိတ်စီ၆နောက်ပိုင်းနဲ့၂6ဆိုတဲ့တကွအမှန်ခဲ့တယ် ပြီးရင်ဒုတိယတပင်3 64ပေါင်းပါမယ်ပေါင်းရခါမှဆိုရင်385ဆိုတဲ့ဒီအပိတ်လိုင်းလေးရမယ်ဒီ385အပိတ်ကနေပြီးတော့လည်း98ဆိုတော့ရှင်းတလုံးအပိတ်ဆိုင်ရဲ့ဆိုပြီးတော့မှန်လာခဲ့တယ်ဗျာအဲ့တော့အခုဒိတ်စီရှင်းနောက်ပိတ်နဲ့ခွန်8ဆိုရဲဒုက္ခကောင်တွက်ဆိုင်ပုံနဲ့ပဲထပ်မှန်ပြီးတော့ဒုတိယတပင်မှာလည်းမှန်ခဲ့တာအဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဆက်ပြီးတော့ကစားရမယ်ဒီပုံတော်မြေအတွက်နောက်ပိတ်လိုင်းကိုတွက်ကြည့်လိုက်တဲ့အခါမှာ 0306ပေါင်းခြင်းမှာပေါင်းတဲ့အခါမှာဆိုရင်3 3ပါပါဒီရှင်း3နှစ်ခါပြီး9နဲ့35ဆိုရဲအပိတ်လိုင်းနည်းနဲ့ကစားရမယ်ဆိုရဲတွက်ဆိုင်ပြီးပါအဲ့တော့ကျွန်တော်ခဏလေးစီမယ်ဗျာ303 308 3500ညပါမယ်ပြီး9358နဲ့99ဆိုရဲခဏလေးပြီးပါမယ်ပြီး0308 05ဆိုပြီးတော့ဒီ main 6ကွက်ပေါ့နော် main 6ကွက် တဲ့ website လေးတွေပါခင်ဗျာအားစရာမလိုပါဘူးကျွန်တော်ဒီဘဏ္ဍာရေးအရေးအတွက်များအောင်များတာများတာ website လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေများအားလုံးကိုတဲ့ကစားပြီးတော့ပဲပောက်ကွက်ရရှိပေးခြင်းပါတယ်ပောက်ကွက်ပေးရရှိပေးခြင်းပါတယ်ခင်ဗျာဒီအတွက်ကြောင့်မိတ်ဆွေများအားလုံးလည်းပဲမနက်ခင်းကျွန်တော်တက်ပြပြလိုက်တယ် main တဲ့ google website နဲ့လည်းပဲမိတ်ဆွေတို့အားလုံးလည်းပောက်ကွက်ပေးဖို့ကိုထင်မြင်စွာနဲ့အပြီးပါရရှိနေကြပါစေအားလုံးအဆင်ပြေတန်ကောင်းကြပါစေခင်ဗျာဒီနေ့မင်းအကြိုက်ပြင်ွယ်လေးကတော့ကျွန်တော် ဘုဒ္ဓဘာသာနဲ့မြန်မာပြည်ပေါ်ကတော့ခွန်ရှိတုခွက်ကိုရွေးချယ်ထားပေးပါတယ်မိစေများအားလုံးလည်းအကြိုက်ကြည့်တယ်ဒီနေ့ပတ်သက်ဆိုရင်ဒီတော့ကစားအတော်ကြီးလို့ရပါတယ်ခင်ဗျာအဲတော့ဆက်ပြီးတော့ကျွန်တော်မနေ့ကလေးနိုင်ခေါ်တော့ကိုဒီပဲ channel မှာဆက်ပြီးတော့ပြပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုတော့မိစေများအားလုံးအားလုံးကိုပြီးတဲ့အထိဆက်ပြီးတော့ကြည့်သွားစေချင်ပါတယ်အဲ့တော့မိတ်ဆွေများအားလုံးပဲလေးနိုင်ခွက်တက်ပြီးတော့ဆက်ဆက်ပြီးတော့ပြောပြပေးခြင်းပါမိတ်ဆွေတို့အားလုံးလည်းတိတိကျကျထူးထူးကျင်းကျင်းတော့လည်းပေါ့ ဒူလီကနေများကိုကော်မရှင်ရောင်းပြန်ပြီးတော့တည်ချေတော့၎င်းကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ဖြစ်တဲ့3998906290 290ဆိုတဲ့ဒီ Viber Telegram ဖုန်းနံပါတ်ကိုယုံကြည်စိတ်ချစွာဖြင့်ဆက်သွယ်ကြရတော့အပြည့်နိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီလေဟုတ်အရင်လုံးစားလို့ရတဲ့ခါလေးနှစ်ချင်းကလာတိဖုန်းနံပါတ်အပြည့်ဆိုရင်လည်းဒီနံပါတ်တလုံးနဲ့ပဲဒီခုချိန်ကလာတိပေါ့နော်။ကြံရံလေးပဲအတော်ကြီးလာခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အဲတော့အရောစားပိုင်းငွေကြေးပိုင်းနဲ့ပတ်သက်လို့ခါလေးနံပါတ်ပြန်မရှိ မှန်မှန်ကန်ကန်နဲ့တို့လိုလုံဆောင်လာခဲ့တဲ့သူတစ်ယောက်ပါအဲ့တော့ကြောင့်မင်းစုအားလုံးနဲ့စိတ်ချယုံကြည်စွာဖြင့်လာရောက်ကနေတို့အားပေးလို့ရပါပဲမယောစားနေနေတော့ဆက်ဆက်ဆားပါခင်ဗျာဒါပြင်တော့ဒီမှာလာရောက်ကနေတို့အားပေးကြသူတိုင်းမင်းစုအားလုံးအားလုံးကိုလည်းပဲမျိုးမျိုးတွေ့တယ်အနည်းဆုံးခွင့်ဆောင်ကြဖို့စတင်ရှိတာနဲ့ထိုးသားပေးဖြစ်ဖြစ်ကော်မရှင်အကြောင်းပြင်ပြချတဲ့မင်းစုရဲ့ဖြစ်ဖြစ်ဒီလိုမျိုးခွင့်ဆောင်ကြဖို့စတင်ရှိတယ်ထိုးပြရောင်းခွင့်ဆောင်ကြဖို့အနည်းဆုံးစတင်ရှိတာနဲ့ကော်မရှင်လာရောက်ကနေစလို့အကျိုးခံစားခွင့်နေနေရရှိနေ၃၃၃၃ပြတ်ထဆင်းနော်ကော်မရှင်ကို ဆောက်ရခိုင်းနည်းရရှိပါမယ်ခင်ဗျာ9000နဲ့9000ကျပ်အထက်ဆိုရင်တော့ကော်မရှင်ကို900ရာခိုင်နှုန်းနဲ့ဆိုပြီးတော့ဒီတော့ကြောင့်များမက်ဆေ့ချ်များအားလုံးအားလုံးပဲကျွန်တော်စီမှာလာရောက်ကနေတို့အားပေးဖို့ကော်မရှင်အများများပြန်ပြီးတော့တင်မယ်ဆိုရင်လည်းမိမိရရှိမှတောက်ပြီးဘိုင်းအနေနဲ့လည်းပဲအမိအပြည့်ဝါဝါနဲ့ရရှိပန်းဆိုင်နေတယ်ဒါအပြင်ကျွန်တော်စီမှာလာရောက်ကနေတို့အားပေးကြတဲ့မိဆွေအားလုံးလည်းအထူးအကျိုးခံစားနေရတယ်ကော်မရှင်ဘိုင်းရဲ့နေရာမှာစား အမြင့်ဆုံး၁၅ရာခိုင်နှုန်းဒီလည်းပဲကော်မရှင်ရရှိနေမှုလည်းရမှာစားရရှိပိုင်ဆိုင်နေမှာဖြစ်ပါတယ်လို့မျိုးစီတို့အားလုံးကိုပြောပြပေးလိုက်ပါတယ်ခင်ဗျာအဲ့တော့အလုံးကြီးစိတ်ချစွာဖြင့်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတခြားလေးမမိုင်းစေပဲရိုင်းနေပြီးတော့ကျွန်တော်မျိုးစီများအားလုံးနဲ့သက်တဲ့အားပေးလို့ရပါပြီခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ညနေခင်း၄နာရီခွဲတော့ရှားပေးထားတယ်ပေါ့နော်ဖိတ်စီတိုင်းကြီးကတော့ဘယ်လိုဖိတ်စီတိုင်းကြီးဖြစ်မလဲဆိုရင်တစ်ရှစ်ကိုဒီတုံးလုံးပေါင်းတာပေါင်းချင်းဒီရှစ်ရှစ်ပေါင်းပါပြီးတော့ရှစ်နှစ်ခန့်ပြီးဖြစ်နေ73တိဆိုရက်ဖိတ်စီရတယ်နော် မြေရှိတုံးတဲ့ထိုင်မျိုးကို3လမ်းဆိုတော့3ကလုံးထိပ်စီလမ်းဆွဲခဲ့တယ်။ပြီးရင်နောက်ပိတ်လိုင်းလေးပေါ့နော်။နောက်ပိတ်လိုင်းကကြတော့ဘလိုနောက်ပိတ်လိုင်းလေးဆင်းလာရမလဲဆိုတဲ့အခါမှာ2 5 6ပေါင်းပါမယ်။ပေါင်းလိုက်တဲ့အခါမှာဆိုရင်3 8 5ဆိုတဲ့အပိတ်ကိုရတယ်ဗျာ။အဲ့တော့ရှင်းတုံးတဲ့ထိပ်စီ3 8 5အပိတ်ပြီးလည်းပဲဘာပိတ်ဝင်ရလဲဆိုတော့5ပိတ်ဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့3ထိပ်စီ5နောက်ပိတ်နဲ့၃၅ဆိုတဲ့တက်တက်ကွက်ကိုမှန်ခဲ့ရမှန်ခဲ့တာပါပြီးရင်ဒုတိယတပင်လေးပေါ့နော် ဒုတိယတပင်မှာဆိုရင်လည်းခေါခေါငါဒီသုံးလုံးပေါင်းပါမယ်။ပေါင်းတဲ့အခါမှာဆိုရင်6 4 6ဆိုရက်တက်စီလိုက်ပေါ့နော်။အင်းနောက်ပိတ်လိုက်အနည်းငယ်ကတော့3 6နှစ်ပေါင်းပါမယ်။ပေါင်းတဲ့အခါမှာဆိုရင်16 8ဆိုရက်အပိတ်လိုက်နဲ့6 4 6အပိတ်နဲ့ကို4 4 6ခိုင်းနဲ့ကို4ထိပ်ဝင်မယ်။တိ6ရှိအပိတ်နဲ့ကိုတိထည့်ရဲဆိုပြီးတော့ဝင်လာခဲ့တာဖြစ်တဲ့အကြောင်းမို့လို့၄တိဆိုတဲ့ဒေါက်တာဆိုက်ကို မှန်ခဲ့တာလေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ကစားရမယ့်ဒီပုံတုံးလေးတော့ပေါ့နော်ထက်စီတိုင်းအနေနဲ့ကတော့၄နှစ်6ပေါင်းပါမယ်ပေါင်းရထားမှဆိုရင်နှုတ်ခွန်၄ဆိုတဲ့ထက်စီတိုင်းကိုဝင်နေပြီးရင်နောက်ပိတ်တိုင်းအနေနဲ့ကတော့လုံးများခွန်၄ပေါင်းတဲ့အခါမှာဆိုရင်၁68ဆိုတဲ့အပိတ်တိုင်းကိုရတယ်ဗျာအဲ့တော့နှစ်ထိစီတင်နောက်ပိုင်းနဲ့နှစ်တက်တကွာနှစ်6တကွာနှစ်7တကွာရဲ့ခွန်၁ခွန်6 ဖုန်းရှိရှိပါမယ်ပြီးရင်တော့၄၁၄၆လေးရှိရဆိုပြီးတော့ဒီမိန့်ထက်ကိုယ့်ဘက်အတွက်ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်မိစေနေအားလုံးအတွက်ကျွန်တော်ဗုဒ္ဓဘာသာနေ့ခင်တော့မှာအကောင်းဆုံးသိချလေးဖြစ်အောင်ရှားပေးထားတဲ့ရှားပေးထားတဲ့ပေါ့နော်တွက်ဆိုင်မိန့်ထက်ကိုယ့်ဘက်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့မိစေနေအားလုံးအားလုံးလေးပဲဒီတွက်ဆိုင်လေးနဲ့ညီပြီးတော့ကိုယ်စိတ်နဲ့ပြန်လာလေးနဲ့အကန့်ညီတဲ့အကြိုက်ကြလေးပါတယ်ဆိုတဲ့မိစေနေအားလုံးလေးပဲဒီတော့ကစားအသုံးပြုရပါတယ်ခင်ဗျာ ဘာရဲ့ main အကြိုက်ဒီဒီကောင်ဒီမှာခွန်ရှစ်ဆိုတဲ့တကွက်ပို့ပဲရွေးချယ်ထားပါပဲမနေ့ကမှလည်းခွန်ရှစ်ပို့ရွေးချယ်ပေးထားတယ်ညနေခင်းမှလည်းခွန်ရှစ်ဆိုတဲ့တကွက်ပို့ပဲရွေးချယ်ပေးထားပါတယ်အဲဒါကြောင့်မုစင်ကအားလုံးလည်းကျွန်တော်ရဲ့တော့ဆိုင်နေအတူအဆင်ပြေကြပါစေအားလုံးပောက်ွက်ပေးလို့ညကြပါစေလို့ထပ်မံပြီးတော့ဆုမကောင်းတောင်းပေးပါရစေခင်ဗျာဒါဆိုကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတယ်ကျွန်တော်မုစင်ရဲ့အားလုံးအားလုံးပဲကျွန်တော်ရဲ့ဒီနေ့ရရှိထားတဲ့တော့ဆိုင်ကြောင့်ရရှိထားတဲ့ကဏ္ဍကြီးကိုထိုးခြင်းလို့ပြုဖြစ်ပါအခြားသောမိတ်ဆွေတို့တွေ့နေတတ်တဲ့မိတိကဏ္ဍကိုမဆိုပါခင်ဗျာ စက်တဲ့အားပေးမယ်ခဏညထုံးမယ်ကွန်မရှင်အောင်များပြန်ပြီးတော့တင်မယ်ဆိုတော့ကျွန်တော်မစ်စင်ညအားအလုံးနဲ့ကျွန်တော်ဗိုက်ဘာဖုန်းနံပါတ်ကိုပြချာလေးနဲ့တစ်ခေါက်ပြန်ပြောပေးပါမယ်ဗိုက်ဘာတယ်လီဂရမ်ဖုန်းနံပါတ်ကတော့39 690 68290မှာဖြစ်ပါတယ်ခင်ဗျာပိတ်ချိန်လေးကတော့မနက်ခင်းမှဆိုင်7:30ပါညနေခင်းမှဆိုရင်တော့3:55မိနစ်ခန့်ခဏထုတ်ပြန်လို့ရရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရခုပြပြပြလိုက်တဲ့ပိတ်ချိန်လေးမတိုင်းခင်မှာ music ကိုပြပြပါမိမိထိုးခြင်းနဲ့ခဏလေးတွေဟိုနော် အားလုံးကိုလာရောက်ဆက်ပဲကနတူအားပေးလို့ရပါတယ်ယုံကြည်မှုစိတ်ချမှုအပြည့်အဝထားပြီးတော့မင်းရှင်များအားလုံးလည်းဆက်ပဲကနတူအားပေးလို့ရပါတယ်ပြောချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးရဲ့အဆင်ပြေကြောင်းကြပါစေခင်ဗျာ